Hi, warmly welcome back to Haroso Channel. အားလုံးမင်္ဂလာပါရှင် Haroso Channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဖတ်ပြပေးမှာကလာမယ့်တစ်ပတ်ပေါ့နော်။အဲဒီနေ့ကနေစပြီး November 3ရက်နေ့ကနေစပြီး3ရက်4ရက်5ရက်6ရက်9ရက်အဲ9ရက်9ရက်နေ့မှာကြာမယ်ကိုရဲ့ future friday surf ပေါ့နော်အဲ့ future friday surf ကကိုဘာကြောင်ဂျေစုတင်နေမလဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ် okay Ja. Hi, my spirit guide, my ancestors, my ancestors. We are future Fridays of Gago Vaja, Jesu Dene. No? ဒါမဲ့ November 9ရက်နေ့မှာရှိမယ်3569เนาะအာ November 9ရက်နေ့မှာရှိမယ် Future Friday Sub ကကိုဘာကြောင့်ကျေးဇူးတင်နေမလဲ Thank you โอเคဘိုက်ကလေးအမေကြည့်လိုက်မိเนาะအဲ့တော့လေဒီမှာအမေတွေ့မိတာငွေကြေးနဲ့ပတ်သက်ပြီးတော့เนาะဩဒီမှာငွေတော့ကိုပိုက်ထားတယ်ပေါ့เนาะအဲ့တော့လေအာအမေပေးချင်တဲ့ message က Hi my spirit ခဏလေးเนาะ Hi my spirit from my sister my hand so Future Friday stuff ကဘာ message လေးပေးလဲ And I'm sorry for message โอเคအဲ့တော့လေဒီမှာ no need to worry တဲ့စိုးရင်ပူပန်မှုမလို့เนาะအဲစိုးရင်ပူပန်မှုမလို့ဒီမှာငွေတော့ကိုပိုက်ထားတယ်အဲကိုဒီရှေ့ရီအနာကတော့တချို့တော့ဆိုငွေချင်းနေနဲ့အဲစုသူရခကြီးတွေသွားတာမျိုးပင်လယ်ကမ်းခြေတွေသွားတာမျိုးအဲခလေးတွေမိသားစုနဲ့ပတ်သက်ပြီးတော့ဟိုတွေ့ဖို့送ဖို့အဲမွနစ်ပွဲတွေကျင်းပဖို့အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးတွန်ငွေပေါ့เนาะငွေချင်းနဲ့ပတ်သက်ပြီးဒီမှာကြည်နေတဲ့ပုံစံမျိုးလေး အဲ့ဒါကိုတကယ်ကငွေရရှိတယ်ဒါပေမဲ့လည်းအဲ့ရအတွက်ကိုနည်းနည်းလေး worry ဖြစ်တယ်သုံးနေရတယ်မလုံလောက်မှစိုးရိမ်နေတာအဆရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးအနေကြီးမလို့နည်းနည်းရအဲ့ဒါစိုးရိမ်ပူပန်စရာမလို့ကို့မှာငွေချေရရှိပြီးသားပေါ့နော်အဲ့တော့ဒီမရောက်သေးတဲ့အနာဂတ်တော့ပြီးတော့ worry ဖြစ်တဲ့ energy မျိုးကိုတွေးရတယ်ဒါပေမဲ့အဲ့ဒါကိုစိုးရိမ်ပူပန်စရာမလို့ဘူးအဲ့လိုမျိုးစိုးရိမ်မပူပန်ခဲ့တဲ့အတွက်ကြောင့်လည်းဒီလိုမျိုးနော်ပျော်ရွှင်စွာနဲ့တန်ငယ်ကြီးမိတ်ဆွေတွေနဲ့ခကြီးတွေသွားတာပွဲတွေဒီလိုသွားတာတွေ့တာစုံတာအဲ့ reunion ပေါ့နော်ပြန်ပြီးတွေ့တာဆုံးတာ gathering တွေလုပ်တာအပင်လည်းကန်းချင်းတွေတွားတာခီးအပြင်ခီးတွေတွားတာ chain တွေ့တာစားတော့ဆိုင်နော်အဲ့လိုမုတ်စားတာနော်မွေးနေ့တွေပါ birthday celebrate လုပ်တာတွေနော်မိသားစုစုံစုံညီညီနဲ့အဲ့လိုစကားတွေပြောတာအမ်တွေ့တာဆုံးတာအစားတောက်တွေအဲ့လိုမျိုး chat ပြုတ်စားတောက်တာပျော်ရွှင်စွာနဲ့ပျော်ရွှင်မောစွာနဲ့အဲ့လိုမျိုး ဖြစ်လာတယ်เนาะ။ဘာကြောင့်လဲဆိုတော့ကိုကစိုးရိမ်ပူပန်နေတာမျိုးငွေကြေးတုံးဆဲမှုပိုင်းငွေကြေးနဲ့ပတ်သက်ပြီးတော့တောကများစိုးရိမ်ပူပန်နေတာမျိုးတွေကိုအကုန်လှုပ်ချပြီးတော့ကိုလက်တွေကြကြနဲ့လှုပ်ဆောင်ရမယ့်အရာကို assertive ဖြစ်ဖြစ်နေပေါ့နော်လှုပ်ဆောင်နိုင်ခဲ့တယ်။ရဲရဲဝံ့ဝံ့နဲ့လှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်။အဲပြီးတော့ကိုကလည်းကိုရဲ့အ have to go dead and rebirth ဆိုတဲ့အတိုင်းပေါ့နော်ဒီ အဲဒီတပတ်ပေါ်အတော်တွင်ဒီ Future Friday Self ကကိုဘာလို့ကျေစုတင်လဲဆိုတော့ Dead and Rebirth ကိုပါကိုရဲ့ကိုစိတ်နှလုံးသုံးပါးနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်ဆိုရင်လည်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးမူခြင်းဟောင်းနေပြောဆိုဟောင်းနေအတွေးခေါ်အဟောင်းနေအကုန်လုံးကိုပြောချခဲ့တယ်မိဟောင်းဆွေဟောင်းနေကိုအတွက်ရေရှင်အနာကတ်မှာအဟိုအဆင်မပြေတော့တဲ့ကိုကိုဆိုရင်အပြော ဟို negative bacteria ပဲကြည်ပြီးတော့เนาะအဲ့လိုမျိုးဝေဖန်ထိုက်ခိုက်နေတဲ့ကိုယ်တက်မကောင်းတော့တဲ့ပါဝင်ခြင်းအဲ့လိုမျိုးအရာကြီးအကုန်လုံးလွတ်ချပြီးတော့ကောင်းမွန်တဲ့အအွေအပြောင်းတစ်ခုเนาะ transformation တိုးတက်ပြောင်းလဲမှုတစ်ခုအဲကို ကိုကလုံးလိုက်နိုင်တယ်တကယ် Phoenix ငါတကောင်လိုမျိုး that เนาะ that နဲ့ရက်သွားတာမဟုတ် that and rebirth ပြန်ပြီးတော့ငွေဖွာလာတယ်စိတ်တလူတွေအတွေ့အင့်နဲ့ပေါ့နော်တချို့တွေဆိုတာနံပါတ်73ကနန်းကသူက lucky king ဖြစ်တယ်လို့ပေါ့ပုံမှန်အဖြစ်နံပါတ်73ကို lucky number လို့ယူရဲဆိုတာနည်းနည်းရှားတယ်ဒါပေမဲ့လည်းဒီဘက်တော့တချို့ကနံပါတ်73ကို lucky number အနေနဲ့ယူရမျိုးတွေ့ရချို့တွေကကြတော့ဒီမှာ andro sign လို့အမြဲဘာလို့သွားမိလဲဆို spiritual connection မဟုတ်ဆိုလို့ကျင်တာတပတ်မှာလဲကိုလောက်ရမဲ့ spiritual အာ ness ဆက်တဲ့ပေါ့နော်အလုံးမျိုးတွေလောက်တယ်လို့မျိုးတပတ်မှာလဲဒီ material world နဲ့ဆက်ဆက်တဲ့အလုံးမျိုးတွေကိုလောက်တယ်ပေါ့နော်တရားထိုင်တာတွေအဲ့လိုမျိုးချိတ်ဆက်ပြီးတော့လောက်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မို့လို့ နော်ဟိုကိုကဒီကို manifest ဆုတ်တဲ့အရာတွေမှာဆူတောင်းပြေလာတယ်ခွနော့ cups energy ကကိုကလုံးမအပန်တီပေါ့နော်အော်ကိုချင်းစာတရားတွေအပြေဝလာတယ်ကိုရဲ့မိသားစုကိုသာမကဘူးခြားခြားတော့သူတွေအကုန်လုံးပေါ့နော်ကိုက psychic တယောက်လိုမျိုးစိတ်ပိုင်းဆိုင်ရာပေါ့နော်တခြားသူတွေရဲ့စိတ်ကစားချက်တွေကိုနားလေပေးနိုင်တယ်တကယ်ပျောင်းလဲသွားတဲ့ကိုကနော် အဲ့လိုမျိုးအဲ့တော့ဟိုတခြားသူတွေကိုလည်းပေးကန်နဲ့လူဒန်းနဲ့အဲဒီအစားတောက်ပြောရှင်တာဒါဆိုရေထဲမှာစိန်နေတာဟီးလင်းလောက်တာပေါ့နော်ပုံလေးကိုချီရရင်တော့အဲ့လိုမျိုးတွေ အဲဖြစ်လာမယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာမယ်ဆိုတဲ့ energy မျိုးကို five ရတယ်အဲ့တော့ဒီနေရာမှာနေရာအလူတိုင်းလူတိုင်းကဖြစ်မလားဆိုတော့50 50ဆိုတာ60 40ပေါ့နော်ဒီအခုဒီ readings ကိုနားထောင်နေသူလူ60မှာ sorry လူတရာမှာအယောက်60လားတော့အမီဟောချက်အတိုင်းပဲဒီ common energy vibe တွေကိုပြန်ပြီးတော့ရပြီးစိတ်တည်လူတည်နေဒီလာမယ့်တပတ်တာတော့တွင်းမှာ ပြန်ပြီးတော့ရှင်းတဲ့နှုတ်ထားလိုက်နိုင်မယ်ကိုယ့်ရဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့အခုချိန်မှာ debt ပေါ့နော်လုံးဝကိုကအဟောင်းကိုစွန့်နေရတဲ့အချိန်မျိုးနော်အဲ့တော့ကိုရှိမှဒီ justice ပေါ့ justice အရာဆိုရင်ဒီကသူက uh, balance ဖြစ်တယ်ဆိုတာညီမျှတယ်ဆိုတာကိုကထွထွကျွန်ကျွန်အောင်မြင်ချင်တယ်ဆိုတော့ထွထွကျွန်ကျွန်စူးစမ်းရတယ်လို့မျိုးပေါ့နော်။ဟိုဆိုဆိုရကွာထွထွကျွန်ကျွန်အောင်မြင်ချင်တယ်ဒါပေမဲ့လည်းဆက်မလောက်ချုံဆိုတော့တိတ်အစင်မပြေဘူး။အဲ့လိုမျိုးအချင်းခွင်တစ်ဖက်က balance ဖြစ်နေတယ်လို့မျိုး။ဒါဒီကတ်ကို message ကိုရလို့မဟုတ်ဘူး။ဒါပေမဲ့ဒီမှာ any sense အရာပေါ့နော်။အဲ့လိုမျိုးအာကိုကအဲ့လို ိုးစားဖို့လိုအပ်တယ်။အဲဒီတိုင်းပဲကိုယ့်ကိုယ်ကိုလည်းအဲတကယ် transformation တိုးတက်ပြောင်းလဲမှုဖြစ်စေအချီအခြေဖြစ်မလားလို့ပြောလို့ရတယ်။အခုချိန်မှာတကယ် debt အခြေအနေမှာတော့ပြီးတော့ရှိနေတာနော်။ဆိုလိုချင်တာငွေကြေးပိုင်းမဲ့ဖြစ်ဖြစ်အလောက်ကစပိုင်းပိုင်းမဲ့ဖြစ်ဖြစ်အာဒီဘောင်းနေဆက်ဆံရေးပြောဆိုဆံရေးကဏ္ဍတွေအကြောင်းဟိုမှာဟိုတော့အဲ ူတို့တွေနဲ့ဆက်ဆက်ပြီးတော့เนาะငွေကြေးကြောင့်ပေါ့အဓိကတော့เนาะတောကများနေရရေရှိလုံးထမ်းရေရှိအစီအစဉ်တွေကြောင့်ကိုမပူပန်နေရတောကများနေရဆိုအဲ့ဒီအားတွေကိုတစ်ပတ်တော့တွေမှာအကောင်ဆုံးဖြည့်ရှင်းနိုင်ပြီးတော့ rebirth ပေါ့เนาะစိတ်တည်လူတည်နဲ့ပြန်ပြီးတော့နှိုးထလာနိုင်မယ် healing နေရသွားမယ်နော်ဒီကြားထဲမှာအာ psychic energy အဲဆို sense အရာပေါ့နော်ကိုဘာတွေကိုလောရမယ်ဗျ energy နဲ့ရှောက်ရမယ်ဆိုတာမျိုးတွေကိုကိုကတက်တက်ကြွကြွနဲ့အာတက်တက်ရှိရှိနဲ့အာ you ဟိုဟာလောက်ရေးလာမယ်ပေါ့နော်ရွေးချယ်လှူဆောင်ရေးလာမယ်ပေါ့နော်အဲ့တော့အခြေအနေရတိုးတက်ပြောင်းလဲတဲ့ဘက်ကိုပြောင်းမှာပေါ့နော်ဒီမှာအနီကက်လေးတစ်ခုချိလိုက်တယ်ပေါ့နော်အဲ့တော့အခြေအနေရတော့ the saturation wall improve အခြေအနေရတိုးတက်ပြောင်းလဲတဲ့ဘက်ကိုဖြစ်စင်ဘက်ကိုဖြစ်လာမှာပဲဒါပေမဲ့ခုနပြောရတဲ့အရောက်တရာရှိရတဲ့မှာ60လောက်က the saturation wall improve အခြေအနေရတိုးတက်ပြောင်းလဲလာမယ် ဒါပေမဲ့ကျန်တဲ့40ရာကျော်နည်းနည်းအာဒီလောကရဲ့ပေါ်နည်းနည်းလက္ခဏာရက်တွေကိုကြည့်ရမှာမျိုးဥပမာကိုကကိုဖြစ်ချင်တဲ့ဒီဇိုင်းရှိရဆန္ဒရှိရရာကိုရှေ့တွနောက်ဆုံးလေးကိုစိတ်ကူးထားပေမဲ့ရှေ့တွနောက်ဆုံးလေးလောက်ရတာခဏလေးဟိုရက်ရွှေပြောင်းလောက်ရတာရှေ့တွနောက်ဆုံးပေါ်နောက်စီစဉ်နဲ့ပတ်သက်ပြီးလောက်ရတာအားမို့လဲဟိုဘက်အဲဘလို့အစီအစဉ်တွေပြန်ချိန်ရတာအဆရှိတဲ့ပြင်နည်းနည်းလေးအာဒီလက္ခဏာရက်တချို့ရာဆိုရင် မဲ့ဆိုရင်ပူပန်စရာမလိုပါဘူးเนาะဖြစ်မြအောင်မြင်မှာအသေးချာပဲဒါပေမဲ့ခုနကပြောတော့နည်းနည်းလေးဟိုအရွှေ့အပြောင်းလေးလိုအလိုလက္ခဏာရက်တွေတွေ့တာတက်တယ်ဒါပေမဲ့အဲ့ဒါလည်းဆိုရင်စိတ်ပူစရာမလို Universe message တွေအတွင်းအနေနဲ့ပေါ့နော် Angels number တွေမြင်ရတာမျိုးတွေအဲတခြားခြားသောသင်္ကေတ signs တွေမြင်ရတာမျိုးအဲ့လိုမျိုးတွေဖြစ်လိုက်မယ်ပေါ့နော်အဲ့တော့ okay ဆိုရင်ပူပန်တက်တဲ့စိတ်ကိုလွှတ်ချခဲ့ပါ အာဒီလာမယ့်တပတ်တာကာလာကိုအတွက်ပေါ့နော်ပြောင်းလဲမှုအကြီးကြီးကျဲအဲတိုးတက်ပြောင်းလဲမှုဖြစ်စဉ်အကြီးကြီးခန္ဓာကိုယ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ဒီ spirit ပေါ့နော် spiritual ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နော်တိုးတက်ပြောင်းလဲမှုဖြစ်စဉ်အကြီးမားကြီးဖြစ်ဖို့ရှိတယ်ရေရှည် long term program ရှေ့ long term မှာရေရှည်အတွက်ဆိုရင်လည်းအစီအစဉ်ဆွဲလာတာလေးကိုတိုးတက်ပြောင်းလဲမှုဖြစ်စဉ်အကြီးတွေ့ရတယ်အဲ့တော့စိုးရိမ်မှုမနေတဲ့စိတ်ကလေးကိုလွှတ်ချလိုက်ပါပေါ့နော် like ကိုလုပ်ထားပေးပါအဲ့တော့ okay ။ So ဖိုင်နံပါတ်အော်ဖိုင်နံပါတ်တော့ပြောဒါလေးက collective reading energy လေးပါ။ Hello Soul Channel ကို follow လုပ်ထားတဲ့သူတိုင်းပေါ့နော်။အဲနောက်တစ်ခုကကိုယ့်ရဲ့ new feed မှာဒီ video လေးပေါ်လာတဲ့ဆိုတာနဲ့ပေါ့နော်။ပေါ်လာတိုင်းပေါ်လာတဲ့သူတိုင်းဒီ video ကိုနားထောင်လို့ရတယ်။ကိုယ့်ရဲ့ energy တသားလေးဖြစ်နေလို့ကြောင့်မလို့ပေါ်လာခြင်းဖြစ်ပါတယ်နော်။အဆုံးထိအချိန်ပေးပြီးနားထောင်ပြီးတော့ကျေးဇူးများတင်ပါတယ်။ အမျိုးရှိမှာပေါ့နော်ဖာဆင်ရီပက်ကေ့ချ်လေးတွေဝယ်ယူခြင်းနဲ့အခြေခံတော်တော်ဖန်နေတဲ့ပတ်သက်ပြီးတော့ကြွားတဲ့အချိန်လေးဒီမှာနိုင်တဲ့လောက်လေးစအစားရှိတဲ့ပြင်လေးလာခြင်းနဲ့ဗီဒီယိုပက်ကေ့ချ်လေးတွေပေါ့နော်အာပြီးတော့အာဟီးလေးပက်ကေ့ချ်လေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်အဲ့ဒါဆိုရဲ chat box မှာစာလေးပို့ခဲ့ပြီးလို့ရပါတယ်ဖုန်းနံပါတ်လေးလည်းရှိပါတယ်ဖုန်းလေးဆက်ပြီးတော့ဆက်သွယ်မိမြန်လို့ရပါတယ်နော်အဆုံးထိချိန်ပြီးပြီးနားထောင်မိတဲ့အတွက်ကျေးဇူးများတင်ပါတယ် bye bye see you soon thank you